အချစ်ကထူးဆန်းတယ်မိနိုင်လည်းလုံးလိုက်အရင်တော့ကိုကဟိုဒီမင်းသမီးဆလုပ်တဲ့အချိန်ကအာဆယ်ကျော်တက်အချိန်ကြီးဆိုတော့လေအမေကိုရင်ထောက်ရိုက်တဲ့ကားလေးမှာအာကိုနဲ့လိုက်ဖက်တဲ့ character လေးဆိုခက်ကြက်ကန်ကန်ခက်အဲ့လိုမျိုးဆူဆူကောင်းမလေးပါအဲ့လိုခက်ဆူဆူဆိုတာကိုကအာပုပ်ပုပ်ပပလွတ်လွတ်လပ်နဲ့အရင်တော့ကိုအာ freestyle နေတတ်တဲ့မိန်းကလေးတစ်ယောက်ပေါ့နော်အဲ့လိုမျိုး carefree တည်ရမလားအတိတ်လည်းအဲ့လို ကိုယ်လာပြောရင်လည်းတိတ်ကင်းစိုက်တက်ဘူးပဲအဲ့လိုမျိုးလေးကြီးကတော့တူမယ်တူမယ်နဲ့တူမြန်နေနိုင်လို့အချစ်ကထူးဆန်းတယ်နေနိုင်လည်းတော့ဆူဆူပါရတယ်လေဝိသရီချစ်ချာဘလို့ဖြစ်သွားလဲဆိုတော့အရင်တော့ကိုကဟိုဒီမင်းသမီးဆလုပ်တဲ့အချိန်က အာဆေးကြောတဲ့အချိန်ကြီးဆိုတာလေအကြောင်းကလည်းမပြီးသေးဘူးပေါ့နော်ခက်ငငယ်ပဲရှိသေးရဲ့အဲ့ဒီအချိန်မှာကွာကြောင်းတက်နေတော့ဆိုတော့အဲ့တုန်းကကိုနဲ့ကိုရဲ့ style နဲ့ light တဲ့ character ကိုလည်းရွေးရင်းနဲ့ character လေးစမ်းသွားတာပေါ့နော်အရာအမေကိုယ်တိုင်ထုတ်ရိုက်တဲ့ကားလေးမှာအာကိုနဲ့ light ဖတ်တဲ့ character လေးဆိုခက်ကြက်ကန်ကန်ခက်အဲ့လိုမျိုးဆူဆူကောက်မလေးပါအဲ့လိုအဲ့လိုဇက်လေးရရင်ရနေပြီးတော့အဲ့အဲ့လေးကိုပြစ်သက်တရားကြည့်ပြီးတော့ဟာအဲ့ဒါနဲ့လိုက်တယ်ဆိုပြီးတော့ လိုမျိုးလေးလာငားကြမြအရင်တော့အဲ့လိုမျိုးနည်းနည်းတထေးသမီးတဲ့မလားကြက်ကန်ကန်ခက်ဆူဆူခက်အဲ့လိုခက်ချီချီခက်မအဲ့လိုမျိုးလေးရများရဲ့ရှင်အရင်တော့အဲ့လိုကောင်မလေးတက်ခဲ့တာပြောပြတော့အဲ့လိုမျိုးဟိုအဲ့လိုမျိုးဆိုတာအထက်ပေါ့အဲ့လိုခက်ဆူဆူဆိုတာတက်ကိုကအပပပပလလလနဲ့အရင်တော့ကိုအ freestyle နေတတ်တဲ့မိန်းကလေးတယောက်ပေါ့နော်အဲ့လိုမျိုး carefree တည်ရမလားအတိတ်လဲအဲ့လို ို့ကိုလာပြောရင်လည်းတိတ်ကင်းဆိုင်တက်ဘူးပဲအဲ့လိုမျိုးလေးကြီးကတော့တူမယ်တူမယ်နဲ့တူတာအဲ့တော့လေဘယ်ဆိုင်ကြီးကလေးလေးလိုနေအောင်ပါလဲအဲ you know อ่ะလွန်ခဲ့တဲ့ဆယ်နှစ်ကရိုက်ခဲ့တဲ့ဇက်တီကတော့အခုနောက်ပိုင်းတော့တိတ်မလိုက်တော့ဘူးပေါ့နော်အဲ့တော့ကတော့အဲ့တော့ကနေ light ပုံစံနဲ့ light တဲ့ဇက်ကလေးတွေပေါ့အခုနောက်ပိုင်းကတော့အဲ့လိုအိမ်တောင်ကြီးဇက်တို့တစ်ခါလေကြောက်လို့ရှိရင်ကလေးအဲ့လိုကလေးမီတို့ single mother တို့ အဒရာမာရေဆိုရင်လည်းပို့ပြီးတော့အဲ့လိုကိုယ်အသက်ရွယ်နဲ့လိုက်တဲ့ဒရာမာလေးတွေတို့အဲ့လိုမျိုးပို့ deep ဖြစ်တဲ့ဟာလေးတွေကိုရိုက်လာရအောင်နော်အရင်တော့ကတော့အဲ့လိုအဲ့လိုအချစ်ကားလေးတွေခပ်ပော့ပော့ပပဖန်စီလေးရိုက်လာရအောင်ပေါ့နော်ကိုကကတော့တိတ်ပြီးတော့ခန္ဓာကိုယ်ကကြာလဲတိတ်ပြီးတော့ဘလိုမျိုး tree tree လည်းမကြီးပါဘူးဆိုတော့အခုထိလဲ fancy တွေပါလဲရိုက်လို့ရပါသေးတယ်ခမရရရကိုကြိုက်နေရဲဆိုရင်အဟိုတနေ့ကမနေ့ပိုင်းတည့်ရက်နိုးလာတာလေ ဆက်ကူးထဲမှာလေတလားအတွေးဝင်လာဟဲ့လို့ငါတက်ကြီးနေဘာလို့လဲအဲ့လို blind တည်းရမလားအဲ့လိုမျိုးမနေ့မိုးလင်းတဲ့အချိန်မှာဖက်နေကြစောက်တို့ပဲအဲ့လိုပဲကောက်ဖက်နေနဲ့အတွေးကအဲ့ဟာကြီးကိုရောက်သွားတယ်ငါတက်ကြီးနေပြီပေါ့နော်ဘာလို့အဲ့လိုတွေးမိသွားလဲမသိဘူးဒါပေမဲ့မှန်ထဲမှာကြည့်ရောကြတော့ဟိုလိုမျိုးဟိုကိုကိုကိုဝါလို့အဲ့ဒီအတွေးဝင်မိတာမဟုတ်ဘူးပဲဒီ line blind ပေါ့နော်တကယ်လည်းနည်းနည်းတော့ကြီးနေပါ့ ဒါကတော့ဗောနော်ဒီမင်္ဂလာကံကောင်းတဲ့သူတွေဗောဒါကတော့သိရမလားအဲစောစောစစ်စစ်အိမ်တောင်နေကြကြရဲကိုတကယ်ချစ်ရတဲ့သူလက်တွဲရမဲ့သူတွေ့ကြရဲအဲ့ဒါလည်းဒါမင်္ဂလာတပါးပဲလीနော်ဆိုတော့အဲ့လိုမျိုးမတွေ့သေးရဲ့လူမရှိသေးရဲ့လူကြတော့လဲဒါကအကောင်ဘက်ကတည်းကအမြဲတမ်းတွေးရဲ့ဗောနော်ဟိုကိုအတွက်ကောင်းတဲ့အရာရယ်ဆိုလို့ရှင်လဲဖခင်ကကိုအတွက် ခေါ်လာပေးတယ်လို့ကိုတော့မကောင်းတဲ့အရာတွေဆိုရင်ဘုရားကကို့နောက်မရောက်အောင်အမြဲတမ်းကာကွယ်ပေးရတာစပဲအဲ့လိုမျိုးပဲအကောင်းဘက်ကပဲအမြဲတမ်းတွေးပါတယ်။နောက်တော့ကြည့်ကြည့်ရလားအဲ့သတင်းလေးတွေးရောမို့ကိုကတော့ကို့လူပညာမောင်နှမရယ်ဆိုတော့ကဝမ်းတာတယ်။သူတို့တကယ်ချစ်တဲ့သူနဲ့အဲ့လိုတွေးတယ်ပေါင်းဖက်ရမယ်ဆိုဝမ်းတာတယ်။ဒါပေမဲ့အမတော့ခုနကပြောတဲ့ဘသူဘသူဆိုတာသိကြပြီလားဟုတ်လား။သိကြတယ်လားမဟုတ်ဘူး။ကတော့ရတော့လုံးဝသိကြလို့ဆောင်းသွားပြီ။ကိုကြီးအဝင်ရတော့သူ့ဖေရတော့ဘယ်လောက်တော့မလို့တော့ဘယ်လိုလဲ။ လူပြိုကြီးကတော်တော်လေးကိုလူပြိုတော့ဖြစ်ဖြစ်နေပြီဆိုတော့ကိုရိုင်ရောဆိုချင်းစင်နေပြီလားဒါကတော့လေဟိုကအမှုပညာလုံးလုံးနေတဲ့ခါကျတော့လေအာအသက်အရွယ်ကဒီလောက်ကတော့အတော်ပါပဲဟိုလိုမျိုးတချို့ကြတော့လဲပေါ့เนาะအရင်အလုပ်လုပ်နေရတဲ့အချိန်အရင်အောင်မြင်နေတဲ့အချိန်ကြတော့ဒီဒါကို risk မလုပ်ချင်ကြတာလဲပါတာပေါ့เนาะအဲအကြောင်းမလို့လဲဒီမင်္ဂလာဆောင်တော့နည်းနည်းလေးအသက်ရွယ်အပိုင်းခြားတစ်ခုရောက်လာမှပဲဆုံးဖြတ်ကြတာများတာပေါ့เนาะဟုတ်ဒီဒီမှာတော့မေးကြတော့မယ် ော့မမလေးပဲတော့ရအောင်အဲသူကဘယ်တော့လဲခုနဖြည့်သလိုရဲ့ပေါ့နော်မိကလာကမကောင်းသေးအောင်ပါအဲ့လိုမျိုးလေဟိုကံမကောင်းကံကောင်းတယ်ဆိုတာကိုယ့်ရဲ့အမြင်နဲ့ပဲဆိုင်တယ်လို့ကိုထင်တယ်ပေါ့နော်တခါလေကြလို့ရှိရင် relationship တစ်ခုမရသေးဥမာမရအောင်မရှိဘူးပဲထားပါတော့မရှိလို့စိတ်ညစ်နေမှာလားဒါမှမဟုတ်မရှိလို့အဲ့ရဲ့လွတ်လပ်မှုကိုကြိုက်တာလားကိုယ့်ရဲ့အမြင်နဲ့ကိုယ့်ရွေးချယ်မှုနဲ့ပဲဆိုင်တချို့ကြတော့ရှိတယ်ဒါပေမဲ့ဘလို့မှ break up လုပ်လို့မရအောင်ဒီလူကကိုယ့်အတွက် toxic အရန်ဖြစ်တယ်ကို break up လုပ်ချင်တယ်ဒါပေမဲ့ဘလို့မှလုပ်လို့မရအောင်အဲ့လူကကို့အရန်လိုက်နောက်ရှက်ပြီဆိုလဲသူ့အတွက်ကဒါကံမကောင်းစေအဲ့တော့ तू ကလွတ်လပ်ချင်မှာပဲသိရမလားဆိုတော့ဒါကဘယ်အရာမဆိုကောင်းတာနဲ့မကောင်းတာဒွန်တွဲနေရတဲ့အတွက်ကြောင့်ဘယ်တော့မှကိုကကိုကိုကို life ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ choice ပဲဖြစ်တယ် အဲ့အတွက်ကြောင့်လို့ကိုကမကောင်းတာတော့ဘယ်တော့မှမတွေ့ဘူး။ဟုတ်ကဲ့ပါဒီ for you application ပေါ့နော်အခုဒီအစ် launch လုပ်တဲ့ for you application မှာ Nezro ရိုက်ထားတဲ့ကားတွေအများကြီးတင်မှာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်လည်းချစ်ရတဲ့ပိသက်တွေအားပေးပါအောင်လို့ Nezro ကဖိတ်ခေါ်ချင်ပါတယ်နော်။ကျေးဇူးပါဟုတ်ကဲ့